တွေ့တဲ့အတိုင်းပဲအခြားသူထက်ခေါင်းတလုံးတာချင်ဘာလို့ရမလဲဆိုတော့ခေါင်းစဉ်နဲ့ပြောထားတယ်လူရင်းကိုပဲတော့အောင်တေချာတော့အခြားသူထက်ခေါင်းလုံးတာချင်လို့ရှင်တော့အတွေးခေါ်လောက်နေတော့မရအောင်ဘလို့ဆိုတော့တူတူကူကူအတွေးခေါ်ကောင်းတဲ့သူတွေအများကြီးပဲဒါကြောင့် content creation တော့အများကြီးလုပ်နေကြတာပဲ philosophy တက်အရေးကြီးတာအလုပ် action ကပိုအရေးကြီးတယ်အဲ့လိုပြောလို့ thought process ကအရေးမကြီးတာမဟုတ်ဘူးဆိုရဲဒီ thought process ကနေပြီးတော့ဆိုတော့လုတ်တဲ့အလုပ်ကနေပြီးတော့ အတွေးတွေကိုသွားရလည်းရှိတယ်လို့အတွေးတွေရတယ်အလုပ်ကိုသွားရလည်းရှိတယ်အဲ့တော့အတွေးမှန်မှုလည်းလိုတယ်အလုပ်မှန်မှုလည်းလိုတယ်ဒီနေ့ကတော့အကြောင်းအရာဘာလဲဆိုတော့အဓိကအတွေးမှန်ဖို့ပြောမှာမဟုတ်ပဲねဘာတွေလုပ်ရမလဲဆိုတာကိုပြောမှာဖြစ်တယ်ပထမဆုံးဆိုတော့အခုမြင်ရမယ့် graph ကြီးရှိမယ်ပေါ့နော်ဒီ graph မှာဆိုလို့ရှိရင်ဆိုတော့ task လို့ခေါ်ရဲ what you do နင်ဘာလုပ်လဲပေါ့နင်ဘာလုပ်လဲဆိုတဲ့အရာရှိတယ်နောက်တစ်ခုကတော့ how you do လို့ခေါ်ရဲနင်ဘယ်လိုလုပ်လဲဆိုတာသွားတယ်ဘယ်လိုလုပ်လဲ ဘာလို့လဲဆိုတော့လေလူတွေအကုန်လုံးကတော့ကိုနီကိုဟန်နဲ့တော့စ조사ပြီးလုပ်နေရပဲပေါ့နော်ဒါပေမဲ့조사တိုင်းအောင်မြင်တဲ့အရာတော့လည်းမဟုတ်ဘူးကိုဘလို့လုပ်လဲဆိုတဲ့အရာအဲ့ဒီအလုပ်ကိုအမြန်ခီးရောက်စေတဲ့အရာပဲဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့မှ तू ကဒီဘက်က round ဒါမှားယွင်းတဲ့ဘက်ပေါ့နော်ဒီကကျတော့ right ပေါ့မှန်တဲ့ဘက်ပေါ့ဒီဘက်က right ပေါ့ graph မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးအရှေ့လိုက်ကိုသွားတဲ့ဥစ္စာဒါဖြေးနဲ့မှန်တဲ့အထိကိုသွားတာပေါ့အဲ့တော့ဒီမှာဆိုရင်သူကအလုပ်ကိုခွဲချမ်းလို့ရတယ်၄ဘိုင်းခွဲလို့ရတယ်အလုပ်ကို အဲ့ဒီမှာဆိုလို့ရှိရင်အခုမြင်တဲ့အတိုင်းပဲဒီအောက်မှာ round ဖြစ်တယ်ဆိုတော့ round task မှားယွင်းတဲ့အလုပ်တွေပြီးတော့ဒီအောက်မှာပဲဖြစ်တဲ့အတွက် round done မှားယွင်းစွာလုတ်ကင်လိုက်တယ်မှားယွင်းတဲ့အလုပ်ကိုမှားယွင်းစွာလုတ်ကင်လိုက်တယ်ဥပမာအရက်တောက်တယ်ကွာအရက်တောက်တာအရက်ကဘတော့မဆိုးအရန်မှန်ပြီးတော့ကောင်းနေတဲ့အလုပ်တော့မဟုတ်ဘူးအဲ့အတွက် round task တောက်တာလဲကဲဒီတိုင်းပဲတောက်လိုက်မယ်ပေါ့ရက်ကူမှာမှန်အောင်တောက်ပြီးဆိုပြီးတော့လဲတကူတကရေ မရှိဘူး air drop တောက်တယ်ဆိုပြီးတောက်လိုက်တယ်အဲ့ဒါအရက်တောက်ချက်ပေါ့ဟုတ်ပြီနောက်ထပ်တစ်ခုရှိတယ်ဒီပုံမှားကြတော့ ဒီဘက်မှာပဲဘေးမှာပဲရှိရတဲ့ round task ပဲမှားတဲ့အလုပ်ပဲအဲ့ဒါလည်းအရက်တောက်တယ်ပဲဒါပေမဲ့ right dance ဆိုတာရှိတယ်မှန်အောင်တောက်တဲ့ပုံစံရှိတယ်မှန်အောင်တောက်တယ်ဆိုတာဘယ်လိုဖြစ်နိုင်မလဲအမရက်ကိုမှန်အောင်တောက်တယ်ဆိုတာဥပမာ military drink strategy လို့မျိုးပေါ့နော်ဘာလဲဆိုတော့အရက်တစ်ခွက်တောက်ရင်ရေတစ်ခွက်တောက်တယ်ဆိုတဲ့ဥစ္စာမျိုးပေါ့အဲ့တော့အရက်နာလုံးဝမကြချင်ဘူးသို့မဟုတ်ကိုကအရက်တောက်ပြီးတော့နောက်နေ့မှာအရန်နေပို handover ဖြစ်တဲ့ဆိုလို့ရှိရင်အများကြီးခံတာခြင်းတယ်ဆိုလို့ရှိရင်သူကအဲ့လိုအရက်တစ်ခွက်ရေတစ်ခွက်တောက်တဲ့နီးရှိတယ်ပြီးတော့အလုပ်စပွဲဝိုင်းမှာသွားရတယ်ဆိုလို့ရှိရင် ူကိုတောက်ရတယ်ဒါပေမဲ့အလုတ်အချောင်းကိုလည်းဆက်ပြီးတော့ကိုကကောက်ကောက်မွန်ဆွေးနေချင်တယ်ဆိုရင်အဲ့နီးလေးကိုသူတို့တောက်ကြတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းချို့ဆိုရင်အရက်သာတောက်တယ်သူကအဲ့အရက်တောက်တာနဲ့အတူအဲ့အရက်ပလင်းရဲ့ history ဒါမှမဟုတ်လည်းအဲ့ဘာတန်တာဘာတွေဘလို့ဆက်လဲဆိုပြီးတော့သူကပြောရင်းနဲ့တောက်တာမျိုးရှိတယ်ဒါဆိုလို့ရှင်လည်းဒါ round down နဲ့မှာပါတယ်ပေါ့နော်ပြောချင်တာအရက်ဆိုတောက်တောက်တဲ့ဥစားကြီးပဲမဟုတ်နေဘူးပေါ့နော်အဲ့တော့ဒါလေးကတော့ဥပမာတော့ရမ်းကောင်းချင်မှာကောင်းမယ်သို့တော့ဘလို့မှန်ကန်စွာအလုတ်လုံလေးဆိုတဲ့ပုံစံပေါ့နောက်ထပ်ဥပမာတစ်ခုပြောမယ် round task နဲ့ right down ကိုပြောပြမယ်ဥမာစုဟိုးတက်လို့ဆိုရင်စုဟာ ဒီပေါ့နော်သူ့ရဲ့ fashion တွေနဲ့ပတ်သက်ပြီးတော့သူကခွဲခြမ်းစိတ်ပြရာတွေလုပ်တယ်အာဒီမှာမဟုတ်နောက်တစ်ခုမှာခွဲစမ်းစိတ်ပြရဲလုပ်တယ်အဲ့ဒါလုံးဝ right task တွေမှာပါလာမပါဘူးလေဘာမှအကျိုးလည်းရှိနေမှာမဟုတ်ကိုယ့်အကူပြင်းလို့လုပ်တဲ့ဥစ္စာဒီကိုယ့်ရဲ့ဗီဒီယိုထဲမှာရှိတဲ့ဟိုပေါ့ pieces တွေအကုန်လုံးကိုတပုံလေးရိုက်တယ် အာပြီးတော့အင်ဂျီဆိုဘယ်နှခုရှိတယ်ဘယ်လောက်ရှိလဲဆိုတာကိုအားရလုံနေအလုပ်ဘာမှတိတ်ပြီးတော့အကျိုးရှိနေအရာတော့မဟုတ်ဘူးဒါပေမဲ့ဘာလို့လုံလဲဆိုတော့အခုကမှန်တဲ့ပုံစံကိုလုတ်တဲ့ပုံစံကဘာလို့ဖြစ်သွားလဲဆိုတော့နောက်ဆုံးမှာစုရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့စုမဝေရမယ့်အင်ဂျီဘာတွေလဲသိတယ်ဘာတွေကိုမှ mostly ရှိနေလဲသိတယ်ပြီးတော့ပစ္စည်းတွေမှာဘယ်နှခုရှိလဲဆိုတာသိရဲ့ခါမှာဘာပစ္စည်းတွေဆက်ပြီးတော့မဝေသင့်တော့လဲဆိုတော့ကိုယ်ကို wake pan ပိုက်ချမိတယ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မျိုးစားပုံမူတည်ပြီးတော့စုဆိုရင်ခါးလေးကိုတိမ်တဲ့ပုံစံကိုဝေ့ရတာဖြစ်တဲ့အတွက်ခါးတိမ်တဲ့ fashion တီကဘယ်လိုပုံစံနေဖြစ်မလဲဆိုတာတွေသွားပြီးတော့ခွဲခြမ်းမိရင်အဲ့ခါမှာဘာဖြစ်လဲဆိုရင်တော့ fashion drop ကိုဘာမှ queue size ဆရာမလို့တဲ့ရဝန်း career ကိုလုပ်နေရသူဆိုရင်တော့ yes ဒါအိုးပေါ့နော်ဘာအတွက်လဲလို့မိကုန်းထုတ်ဆရာရှိပြီမဲ့ကိုကတော်တော်လာလောက်ပြီးတော့ကိုယ့်ရဲ့ fashion ကလည်းပြောရမယ်ဆိုလို့ရှိရင် ATU ပန်တနံပေါ့နော်မိမတို့ရဲ့အလှဒီဥစ္စာတီးဤဆိုတဲ့ဒီဗုဒ္ဓဘာသာမှာဆိုဖရာအယူဟိုပေါ့ပြောထားတဲ့စကားရှိရပေါ့အဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့ beauty privilege ကိုကိုယ်အသုံးချခြင်းနဲ့သူဆိုလို့ရှင်တော့ fashion sense တွေ fashion နဲ့ပတ်သက်ပြီးတော့ဝေဖန်ပိုင်းချရဲဆိုတာတကယ်တော့ဟိုလိုအပ်တဲ့အချက်တွေထဲမှာ ပါတဲ့အချက်လို့ဆိုတာအမြင်နဲ့အဲ့တော့အင်ဂျီလိုဒီတိုင်းရှင်းလိုက်တာမဟုတ်ဘဲနဲ့သူစနစ်နဲ့သူ့ဟာသူ analyze ပြန်လုပ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ color ကိုယ့်ရဲ့ fashion sense ပြီးတော့ဝယ်ရမယ့်ငွေကြေးကုန်ကြမှုရောပါမှုဒီဘိုင်းတွေမှာသွားပြီးတော့မှန်ကန်အောင်ပြောချင်တာ ideas တွေဒီဥပမာရကောင်းချင်မှာကောင်းမယ်ဒါပေမဲ့ကိုလောက်ရမယ့်အလုပ်လေးမှာမှားယွင်းတဲ့အလုပ်ဆိုရင်တော့မှမှန်အောင်လုပ်လို့ရတယ်ဆိုတဲ့အလုပ်တွေရှိတယ်။ကဲဟုတ်ပြီဒီဘက်ကိုသွားအောင် right ဘက်ကိုပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင် right task ပေါ့နော်။မှန်တဲ့အလုပ်ပေါ့။ဒါပေမဲ့ မှားယွင်းစွာလုပ်တယ်ဆိုတာရှိတယ်။အဲ့ဒါလူတွေတော်တော်များများလူအများစုမှစုအမြင်ဆုံးပဲ။မှန်တဲ့အလုပ်တွေလုပ်တယ်ဥပမာပေါ့နော်မစုရေးစာဖတ်ဆိုလို့ဖတ်တယ်လို့ပြောတဲ့သူတို့စာတော့ဖတ်တယ်ဒါပေမဲ့မှန်အောင်ဖတ်တယ်နည်းမရှိဥမာစာအုပ်တစ်ခုလုံးကိုဖတ်လိုက်တယ်ဒါပေမဲ့တစ်ခုလုံးကိုဖတ်ပေမဲ့အတွေ့ထဲမှာဘာတစ်ခုမှမရောက်တော့အဲ့ဒါမှန်အောင်မဖတ်တတ်လို့ က်နီးမသိလို့အဲ့တော့မှန်တဲ့အလုပ်ကိုလုပ်ပေမဲ့ပုံစံမှန်အောင်လုပ်တဲ့နီးမသိတဲ့အခါမှာအချိန်ကုန်တယ်ထိရောက်တင်းတော့မထိရောက်ဘူးပေါ့အဲ့တော့တကယ်တမ်းသူများတဲ့ခေါင်းတစ်လုံးตาခြင်းနေဆိုရဲသူကကြတော့ဒီမှာရှိတဲ့အလုပ်ကိုလုပ်ရတာမျိုး write down မှန်အောင်လုပ်တယ်ပြီးတော့ write task မှန်တဲ့အလုပ်ကိုလုပ်တယ်။မှာ contract creation မှာအခုစု book summary လုပ်တဲ့ဥစားမျိုးမှန်တဲ့ပုံစံနဲ့စုအနည်းဆက်ဆုံးပြရတယ်။ပြီးတော့မှန်တဲ့အလုပ်ကိုလုပ်တယ်။တစ်ချိန်နဲ့တစ်ခေါက်တည်းဒီစာလေးဖတ်လို့ကိုယ်အသိဉာဏ်တစ်ခုတည်းဝင်သွားတာမဟုတ်ပြန်ရောင်းတာရှိရယ် multiply လုပ်တာရှိရယ်အခုလိုမျိုး task တွေပြန်လုပ်တာရှိရယ်အခုလိုမျိုး contract တွေနောက်ထပ်စာပွား contract တွေဆက်လုပ်တာရှိရယ် ဲ့ဒီမှာမှစာပုံစံနောက်ထပ်တစ်မျိုးရေးပြီးတော့လဲလုံးရင်လဲလုံးမယ်အဲ့တော့ဒီအရာတွေကဟို contact က monetization ပဲပတ်စံရတာမဟုတ်ဘူးကိုယ့်ရဲ့တသက်လုံးစာ reputation ကိုယ့်ရဲ့တသက်လုံးစာ contact library မှာစုဘူးတဘူးလို့စုတယ်လို့မျိုးရတာမျိုးအဲ့တော့ဒါဆိုလို့ရှင် write then write task ကိုလောက်တာဖြစ်တယ်အဲ့တော့ကိုကခေါင်းတစ်လုံးတာခြင်းလဲဆိုလို့ရှင်တော့တေးကြပါ DR ကိုကိုယ်စိတ်ထဲမှာဘာပဲလုံးလုံးငါလုံးနေတဲ့ အလုတ်တရားတော့ဟုတ်နေပြီဒါပေမဲ့လုံနေတဲ့ပုံစံဟုတ်ရဲ့လားဆိုရဲမေးခွန်းထုတ်ပြီးတော့လုတ်တာမျိုးကိုလုတ်ပါလို့ပြောချင်ပါတယ်အဲ့တော့ဒီတွေးလေးကတော့လူတိုင်းတွေးမိမဲ့အတွေးလို့ထင်တယ်ဒီအတွေးကိုစုဘယ်ကနေရခဲ့တာလဲဆိုတော့ surrounded by setbacks ဆိုတဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ကနေရတာဖြစ်တယ် Thomas Erikson ရေးထားတာဖြစ်ပါတယ်။ဒါဆိုအာ personality လေးမျိုးအကြောင်းကိုဒီ surrounded by idiots ်ချဲကကိုဒီစာရေးဆရာကြီးကတိတ်ကြိုက်တဲ့အတွက်သူ့ရဲ့နောက်တဲ့စာရေးဆရာသူ့ရဲ့နောက်တဲ့စာအုပ်တော့ကိုဖတ်တဲ့အခါမှာဒီတွေးခေါ်လေးထက်ရတာဖြစ်ပါတယ်ဒီစာအုပ်ကိုရောဆိုတာ book summary မေလမှာပြောထားတဲ့စာအုပ်ထဲမှာပါပါတယ်စာဝင်စားလို့ရှင်တော့မေလ book summary ကိုတလ3000ကျပ်နဲ့ဝင်ပြီးတော့ပါဝင်လို့ရတယ်ကိုမဒီလို strategy ရယ်ဆိုပြီးတော့တတိမထားမိပြီလုံးမိနေတဲ့အရာတခုရှိရယ်ဆိုရင်ဘာများဖြစ်မလဲ comment မှာရေးလို့ရရင်ရေးခဲ့ပေးပါအောင်ကျေးဇူးတင်ပါတယ်